သမရထရင်အရှိအလယ်ပိုင်းခီးစဉ်ဟာစတင်နေပြီးတော့ပထမဆုံးစော်ဒီမင်းအရှိမင်းသားမိုဟာမက်ဘင်ဆမန်နဲ့သမရထရင်တွေ့ဆုံစဉ်မှာဒေါ်လာဘီလီယံ140ကျော်တန်ဖိုးရှိတယ်လက်လက်ရောင်းချဖို့သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ပါတယ်သမရထရင်ကတော့အမေရိကန်ရဲ့လက်နက်စည်းကွက်ကိုဖြန့်လိုက်တဲ့သဘောပဲဖြစ်ပါတယ် မရိကန်နဲ့ဆော်လီတို့ဟာဒေါ်လာ142ဘီလီယံနီးပါးတန်ဖိုးရှိတယ်လက်နက်ရောင်းချပေးသဘောတူညီစာချုပ်ကိုမေ23ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တယ်လို့ Imperial ကသတင်းထုတ်ပြန်ပါတယ်မေဂန်သမားထရန့်ဟာသူ့ရဲ့လေးရကြအရှိလက်ပိုင်းခီးစဉ်တွင်ဆော်ဒီကိုမေ23ရက်နေ့ကအရင်ဆုံးတွားရောက်ခဲ့ပြီးခုလို စာချုပ်ချုပ်ခဲ့တာပါ။ဒါအပြင်အဲ့ဒီသဘောတူညီချက်ဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးလက်လက်ရောင်းချပေးရေးစာချုပ်ဖြစ်ပြီး မေကန်ရဲ့ဘယ်သမ္မတလက်ထက်ကမှအဲ့လောက်ထိလက်နက်အများဆုံးရောင်းမှုတာမရှိဘူးလို့သိရပါတယ်။ဆော်ဒီအနေနဲ့အမေရိကန်မှာယူနီမြုံနယ်မှာရွေးထားတဲ့ဒေါ်လာဘီလီယံ600တန်ဖိုးရဲ့ဒစိတပိုင်းဖြစ်ကြောင်းအမီရိုသတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အခုချုပ်လိုက်တဲ့စာချုပ်ရအမေရိကန်ကာဝေးပစိကုမ္ပဏီ10ခုကျော်ကဆော်ဒီစီနောက်ဆုံးပေါ်အစင်မြင့်လက်နက်တွေနဲ့ဝန်ဆောင်မှုတွေကိုပေးရသွားမှာဖြစ်ပြီးလေတက်အစစ်မြင့်တင်ရင်အာဂတာစွန်ကြီးတိဆောင်ရေးလေချောင်းကာကွယ်ရေးနဲ့ဒုံးကြီးကာကွယ်ရေးစနစ် ပင်လယ်ရေကြောင်းနဲ့ကံရိုးနဲ့လုံခြုံရေးစနစ်ဒန်ဆက်လုံခြုံရေးနဲ့ကြီးတက်ခင်မီအသွင်ပြောင်းလဲရေးပြုပြင်မွမ်းမံရေးအချက်လက်နဲ့ဆက်သွယ်ရေးစနစ်အစစ်မြစ်တွေကဏ္ဍငါးခုအကျုံးဝင်ကြောင်းသိရပါတယ်။ဒါအပြင်အမေရိကန်ဘက်မှ Saudi လက်နက်ကင်တပ်တွေအတွက်တင်တန်းနဲ့ထောက်ပံ့မှုတွေလည်းထပ်မံပံ့ပိုးပေးသွားမှာဖြစ်ပြီး Saudi စစ်တပ်ကတို့ပညာရေးနဲ့စစ်ပဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုတွေလည်းပါပါတယ်။ ဆော်ဒီဟာအမေရိကန်လိုလက်နက်ဝယ်ယူမှုအများဆုံးနိုင်ငံထဲမှာပါဝင်သွားပြီဖြစ်ပါတယ်။ဆော်ဒီကိုရောက်လာတဲ့တမန်ထရန်ကိုအင်ရှိမင်သားမိုဟာမက်ဘင်ဆမန်ကိုတိုင်းလေရင်ကွင်းမှာစောင့်ကြည့်ပြီးကွန်ပျူတာခွင့်နဲ့ကြိုဆိုခဲ့ပါတယ်။ကမ္ဘာနိုင်ငံများပြားမှာအဲကောင်းဆောင်ကောင်းတွေကိုကော်ဇော်နီခင်ကြိုလေးရှိပြီမယ်။ဆော်ဒီကတော့တဲကန်နေရာရာသီဥတုမှာနိုင်ငံရဲ့တင်ကြရတစ်ခုဖြစ်သတ်မှတ်ထားတဲ့လာဗန်နာပန်းရောင်ကိုရည်ညွှန်းတဲ့နေနဲ့ခဲရောင်ကော်ဇော်ကို ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာစော်ရီရဲ့အထွတ်မြတ်ထားတဲ့ပုံကိုယ်တွေကိုကော်ဇော်နီခင်းတဲ့နေရာမှာကော်ဇော်ခင်းရောင်ကိုပဲတုံးဖြူခဲ့တာဖြစ်ပါလိမ့်ငနိုင်ငယ်ဆွေးနွေးတဲ့အခါမှာထရန့်ကအမေရိကန်စော်ရီဆက်ဆံရေးဟာဘဒုံးကားနဲ့မှမတူအောင်သူ့လက်ထက်မှာအားကောင်းလာတယ်လို့ချီးကျူးသွားပါတယ်ထရန့်ဟာသူ့ရဲ့ရွေးကောက်ပွဲဂျိုမဟာဗျူဟာဂရီတစ်ခုဖြစ်တဲ့ပြပယင်းနှိမ့်နှံ့မှုတွေအမေရိကကိုလုံးရင်းစည်းဝင်လာရေးလက်တွေ့ကောင်ထဲဖို့ကိုစူးစမ်းနေပါတယ်ခန့်ဟာ sorry အင်ရှေ့ဆန်ကိုလက်တွေ့ကြကြဥဆောင်တဲ့ သူလို့ပြောပါတယ်ပုံကိုအေးရတဲ့ရန်သဘောကြတဲ့အကြောင်းပြောပါတယ်ရီယယ်မြို့မှာရှိတဲ့တော်ရင်ထန်ကဆီးရီးယားပေါ်အမေရိကန်ရေယူပိတ်ဆို့ထားမှုတွေရုတ်သိမ်းတော့မယ်ဆိုတာပါကြေညာသွားပါတယ်ဆီးရီးယားမှာအာနာရှင်အာဆက်ပြုတ်ကြပြီးတော်လည်းရေးဆိုးရသက်ကတောင်းယူအုပ်ချုပ်နေပါတယ်ခုချိန်မှာတော့ဆီးရီးယားဟာနိုင်ငံအပြောင်းလဲကိုဥတီဖို့အခွင့်အရေးရသင့်ပြီးတော့ထန်ကဆိုပါတယ်ထရန်ရဲ့အရှေ့လက်ပိုင်းခီးစင်မှာ Elon Musk, Navi OpenAI ရဲ့မှုဆောင်ရရှိချုပ် Sam Altman, BlackRock မှုဆောင်ရရှိချုပ် Larry Fink နဲ့ Nvidia မှုဆောင်ရရှိချုပ် Jensen Huang တို့လို American စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ live ပါပါပါလေ။ဒီနည်းပညာရှင်လုပ်ငန်းရှင်ကြီးတွေဟာ Solidica နိုင်ငံရဲ့ AI နည်းပညာကိုသတိရောက်မြင့်တင်နိုင်ဖို့ဆန္ဒပြများမှုတွေဆွေးနွေးကြမှာဖြစ်ပါလေ။ Nvidia က Solidica နဲ့ Humane ကို AI chip ပေါင်း1800ကျော်ရောင်းချဖို့သဘောတူညီမှုရခဲ့ကြောင်းပြောပါလေ။ ရန့်ဟာသူ့ရဲ့လူလားဆုံးဆန္ဒက sorry ကိုသဘောတူညီမှုထဲမှာပါဝင်လာစေခြင်းလို့ဆိုပါတယ်ဒါကတော့သူ့ရဲ့ပထမဆုံးသမ္မတတန်းတော်ကအစ္စရေးနဲ့အာရဗ်နိုင်ငံတို့ကြားတန်တမာဆက်ဆံရေးပြန်ထူထောင်နိုင်အောင်ညှိနှိုင်းသဘောတူပြီးနေတာရင်းညွှန်းပါတယ်ဒါပေမဲ့မိုဟာမက်ဘင်ဆလမန်ကတော့ဂါဇာမှာဖြစ်နေတဲ့အစ္စရေးနဲ့ပါလက်စတိုင်းစစ်ပွဲမရမချင်းဒီလိုမျိုးသဘောတူညီမှုဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းအသိပေးတုံ့ပြန်ထားပါတယ် ထရန့်ဟာဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတော့အတူချုပ်လို့သာပြောသွားပါတယ်ထရန့်ဟာဆော်ဒီမာရှိနေချိန်တော်တွင်လက်ရှိစစ်ရဲသမားအာမတ်အရှာယားကိုလည်းလူချင်းတွေ့မယ်လို့သိရပါတယ်ဆော်ဒီကလည်းထရန့်ခီးစမကာတန်နဲ့ UAE တို့ဟာလာမယ့်ဆယ်စုနှစ်တွင်အမေရိကန်မှာစုစုပေါင်းဒေါ်လာ1.3ထရီလီယံယင်းနှုန်းနှံမှုတွေလုံမယ်လို့ကတိပေးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်